အားလုံးပဲမင်္ဂလာပါ lifestyle channel ကနေပြန်လည်ကြိုဆိုပါတယ်ရှင်ဒီတစ်ခါမင်းဆိုရစာရေးဆရာမဂျူးရဲ့အမတ်တရားဝတ္ထုအပိုင်းလေးကိုဖတ်ပြသွားမှာဖြစ်ပါတယ်မောင်မစင်းစားမိဘူးလားကိုယ်မောင်နဲ့တလားလောက်ခွဲရမှာကိုပင် မျက်ရည်ကြားမိအောင်ဝမ်းနဲ့ထိခိုက်လွယ်တော့ကျမသည်မောင်နဲ့တတလုံးခွဲရလျင်ဘယ်လိုများနေရခဲ့ပါမလဲဟု မောင်နဲ့နဲ့မြပြန်မငဲကြည့်မိဘူးလားအပိုင်းလေမြမအခြေဝိတ္ထုနိုင်ငံခြားအခြေဝိတ္ထုမျိုးစုံဖတ်ပူးသောကျမအနေဖြင့်အခြေဟူသည်ယနံသိမ်းမှုသောပန်းချုံအောက်တွင်ဖြစ်စီ ။ตายาเอชันသည်ခရမ်းရောင်ညနေခင်းတစ်ခုတွင်ဖြစ်စေ။နှင်းငွေမြန်အုံဆိုင်နေသည်နနက်ခင်းတစ်ခုတွင် ဖြစ်စေလှပစွာတီရှိနေလိမ့်မည်ဟု အထင်ရောက်ခဲ့ဘူးသည်။သို့မဟုတ်လျင်လည်းရေခွေးငွေများဖြင့်အေးစိန်ဆူလက်နေသောတောက်လက်ဆဖြော်ရည်ဖန်ခွက်တစ်ခွက်အတွင်၌ဖြစ်စေရေမွေးနှင့်တင်းသော လက်ကင်ပေါ်ဝါတစ်ခုအတွင်းမှာဖြစ်စေရှိလိမ့်မည်ဟုအထင်ရောက်ခဲ့ပူ၏တကယ်တမ်းကျတော့အချစ်ဆိုတာအင်မတန်မှအံ့ဩဖွယ်ရပါလားပူအိုက်သောနှစ်နာရီအချိန်နှိမ့်လေခင်တစ်ခုဤကြောက်မဲ့ဖွယ်နန်းစော်လှသော လူသေးခွဲစိတ်ခံတစ်ခုတွဲတွင်အချစ်ဖြစ်တည်လာခဲ့သည်ဖော်မလင်းစေးနှင့်နန်းစော်၍ဩဂလီဆန်ဖွယ်ရာ ခန္ဓာဗေဒခွဲစိတ်ခဲနဲ့မှဆရာဆရာမတို့ဤဉာဏ်စမ်းမိကုန်များတဲ့မှာလပဆန်းကျဲသောအခြေတခုစတင်ဖြစ်ပေါ်လာခဲ့ရသောအကြောင်းသည်ជីနူးဖွယ်လဲကောင်း၏ရေမောဖွယ်လဲကောင်းလာပါသည်ကျမသည်ခန္ဓာဗေဒကိုအလွန်မုန်း၏လငားလုံးမကထူသော ခရီနာတမီခေါ်စာအုပ်ကြီးကို၎င်းအမှဲ့လွန်ရေးပြော့ပြဲနေသောတီမွေငပြောသည်အန်ဂျင်စီယာအနံမျိုးနှင့်ပုတ်ဲ့သော လူသေးနှင့်ရောထားသည့်ခန္ဓာပေဒါခွဲစိတ်ခဲဤအနံကို၎င်းအသားမြင်များတစသည်မှားထွက်နေသောလက်ချောင်းများဖြင့်မျက်လုံးဟောက်ပဲနှင့်လူသေးအလောင်းများကို၎င်းအလွန်ကြောက်တတ်သူဖြစ်ပါသည် ကျမအလွန်ကြောက်လန့်တုန်လှုပ်တော့ခန္ဓာပေတာခွဲစိတ်ကံကိုတရင်တနည်းချစ်လာအောင်စိတ်ဝင်စားလာအောင်မောင်က ပြုပြင်ပေးခဲ့သည်ဟုဆိုလျင်မောင်ကရေမောမြဖြစ်၏ဟုတ်သည် ကျမသည် မောင်နှင့်ပတ်သက်ပြီးခန္ဓာပေတာကိုချစ်တက်လာသူဖြစ်၏ခန္ဓာပေတာခွဲစိတ်ကံသည် စာသင်ခန်းတစ်ခုတည်းနေစာနီးပါးရှိသော အခန်းကြီးတစ်ခုဖြစ်သည် ထိုခန်းတွဲတွင်စာစာတက်ခုံတန်းများမရှိစပွဲများမရှိ လူသေးတင်ပြီးခွဲစေးရသောကလေးဟု ကျမတို့ခေါ်သော ခုံမြင့်ရှိများသာ တဖဲတစ်ချက်တွင်တန်းစီ၍ထားသည်ចောင်းသား၁၀ယောက်သို့မဟုတ်၁၂ယောက်ခန့်ပါဝင်သော အုပ်စုကလေးများခွဲထားပြီးတဖွဲ့လျင်ဆရာတယောက်ကခေါင်းဆောင်၍စာတင်ပေးရပါသည် ကျမတို့အဖွဲနဲ့မောင်တို့အဖွဲသည် အမြင်လိုလိုဟိုဘက်တန်းဒီဘက်တန်းမျက်ဆောင်ထိုးနေရာလောက်တွင် ရှိနေတတ်ပါသည်ပထမတစ်နှစ်ခွဲလုံးလုံးတယောက်နဲ့တယောက်ဘာတိပါတာနေခဲ့ကြသောကျမနှင့်မောင်သူဒီဒုတိယနှစ်မှအသိမဲ့ပြူသောမျက်လုံးများဖြင့်အစာပြုခဲ့သည်ကျမကိုတစုံတယောက်ကလှမ်းကြည့်နေသလိုခံစားရတိုင်းခွဲဆိုးခုံပေါ်တို့ခေါင်းငုတ်ကြည့်နေရမှခေါင်းထောင်ကဟိုဟိုတီတီရှာဖွေကြည့်မိတတ်သည် ထိုတို့ကြီးမိတိုင်းခက်လန်းလန်းမှကျမစီနေနေနေသောမောင်ကိုတန်အံ့တော်တွေ့ရသည်ပထမတော့ကျမမယုံမကြည်ဖြစ်နေသေးသည် မောင်မျက်ဝန်းများကိုမြင်ရလေရင်ရင်သိမ့်သိမ့်ခုံသွားသည်နှုတ်ခမ်းဖြားများပြီးခြောက်တွေ့သွားသည်မှကျမအလွန်တရာ ပြောညံ့လွန်းသောကြောင့်ဖြစ်မှာပါမောင်ဟာကျမကိုလှမ်းကြည့်တာမှဟုတ်ရဲ့လားအနေငယ် မတေချာဖြစ်ခဲ့ရသေးသည်အဝေးစားများကိုဒူတင်များနေနေရောက်မှတက်တက်ရရက်ဝတ်တက်ပြီးတလလပပကြွကြွလေးနေတတ်သည်မောင်သည်အဝေးအစားကဘူကယူမျက်နှာမှာတနခါမရှိသောရုပ်ရည်နှစ်သက်ဆွဲလန်းဖွယ်ရာတစိုးတစိများမရှိသည့်ဂျမကိုဘာကြောင့်မှစိတ်ဝင်တစားကြည့်နေရပါသနည်းအထိပယ်ဖော်ရခဲ့သောမျိုးလုံးများဖြင့်ဂျမမောင်ကိုလန်းလန်းကြည့်သောအခါ မြောချင်းစုံမိလျင် ရှက်တက်သောမောင်ကအလင်မျက်လာလွဲပါသည်။ဘာပဲဖြစ်ဖြစ်နောက်တော့မောင်စိတ်ဝင်စားသူမှာကျမဟုအနေအချင်းရိပ်မိလာရသည်။မြများဆဆရိပ်မိရအောင်လဲအချိန်နေမပေးပါ။ဆရာဦးတင်မောင်ရင်က စာသိမ့်မေးပါသည်ဒီလိုနှင့်ခန္ဓာဗေဒခွဲစိတ်ခန့်ရောက်တိုင်းစာသိမ့်မေးသော ဆရာကိုမျက်နှာချင်းမဆိုင်မိအောင်ရှောင်ရသောအလုပ်အပြင် မောင်နှင့်မျက်လုံးချင်းစုံဖို့ခက်ရှဲရှဲဖြင့်ကြိုးစားရသောအလုပ်တစ်ခုပေါ်လာသည်တခါတရံကြတော့အရက်ပူသောကျမသည်ကျမတို့လူအုပ်ကြားတွင်ပျောက်ွယ်နေသော အခါအရက်ရှိသွေသောမောင်အောင်သည်ပင်လျင်ခြေပြားထောက်ရထောက်ရကြည်ရတတ်ပါသည် တခါတလေတော့ဆရာဦးကိုလေးကအဖွဲတစ်ခုခုသို့ဝင်ရောက်ပြီး ခြားစင်ချင်းတလဲစာမေးချင်းတလဲပြုလုပ်တတ်ပါသည်တနေ့တာခန္ဓာဗေဒစာသင်သင်ငန်းစာများပြီးစီးနေသောចောင်းသားចောင်းသူများအနည်းသို့ရောက်သွားတတ်၏ဇေယဇကားကို အားလုံးဝိုင်းနားထောင်တတ်ကြသည်ထိုအခါမောင်သည်ဆရာရှိရာသို့လာ၍နားထောင်တတ်ပါသည် မအာယုံကဆရာစီမှာရှိခြင်းရှိနိုင်ပြီဖြစ်တော့လဲမောင်မြင်လုံးကတော့ကျမစီမှာပါပဲရှိနေတဲ့ပါသည် ကျမရဲ့ခြင်းသည့်အခါမောင်စီမှာမျက်နှာလွဲပြကကျမပြုံးရလျင်မောင်ကလည်းရှက်တယ်လို့မချိုမချင်းပြုံးရမျက်နှာချက်ချင်းလွဲပြတတ်ပါသည်တခါတော့ကမောင်နဲ့ကျမတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်အကာအကွယ်မရှိခလန်းလန်းမှတရှိနေခဲ့ကြပူ၏ မောင်နဲ့တိတ်တွဲသောမောင်တငယ်ချင်းအာကျော်ကတမန်တကာမောင်ရှိသူဝင်ရက်ပြီးမောင်မြင်ကွင်းကိုကွယ်ပြစ်လိုက်သည် မောင်သည်အလွန်တရာချစ်ဖို့ကောင်းအောင်ရှေ့ရှေ့ရည်ရည်လည်းမောင်တငယ်ချင်းကိုရှေ့မှတွန်းဖယ်ထုတ်ပြစ်ခဲ့ဘူးလေသည်အဲ့တုန်းကကျမရှင်းလဲရှင်းလဲရှင်းပျော်လဲပျော်ပြီးမောင်ကိုလည်းနင်းနင်းတဲတဲချစ်နေမိမှပထမဆုံးအချိန်ဂရီးပြူမိပါသည် ဟုတ်ချင်းမိပြီဟူကိုကိုကိုဝန်ခံလိုက်ရတော့နေက ကျမအကြီးအကျယ်သုံးလို့သွားပါသည်။ဘာကြောင့်ချင်းမိမှန်းလဲမသိချာတော့ကြောင့်အနေငယ်နားမလည်နိုင်ပါ။ငောင်းအပြူမူအနေထိုင်ကအစကျမအသေးစိတ်ချင်းမိသွားတာကအလွန်သေးချပါသည်မ။ပထမနှစ်ကလေးကကျမတငယ်ချင်းခင်ဆန်းဝန်ခံနာခနာပြောလို့ရမောင်းနံမီကိုကျမတီးခေရပါသည်ခင်ဆန်းဝင်းကအကောင်းပြောခြင်းမဟုတ်ပါအတင်းအုပ်ချင်းသာဖြစ်သည် မောင်ကိုခင်ဆန်းဝင်းကဟီရီရီဒူးနဲ့နှစ်ဟုခေါ်သည်ဟီရီရီဒူးနဲ့တစ်သည်အဲ့ဒီတုန်းကခင်ဆန်းဝင်းနဲ့ရီးစားမဖြစ်သေးသောကျမတန်ငယ်ချင်းဝင်းမြင့်ထွန်းဖြစ်ပါသည်ချက်ချီနီနဲ့မဆိုင်မှာစာသင်ရင်ဒူးလှုပ်ချေလှုပ်လှုပ်နေသောတက်သောကြောင့်ဖြစ်၏မောင်ခုံတန်းကတစ်ချိန်လုံးလှုပ်နေသောအခါသူမ၏ခုံပါလိုက်လှုပ်၍ဦးနောက်လာ တက်သည်ဟုခင်ဆန်းဝင်းကစိတ်တူသဖြင့်ပြောပြဘူးသည်အဲ့ဒီတော့ကတော့ကျမနဲ့မောင်တစ်ချိန်ချိန်မှာပတ်သက်လာလိမ့်မယ်လို့မိသူများမထင်ခဲ့ကြကျမနဲ့မောင်ရီးစားဖြစ်တော့ခါမောင်ဒူးလှုပ်လျင် ကျမကမောင်ကိုစိတ်ဆွဲတက်တော့ကြမောင်အနေငယ်ထိန်ချုပ်လာ၏သို့တော့ဖဲရိုက်နေရင်တခါတည်းရင်လှုပ်နေတတ်ပါသေးသည်ကျမပြောချင်တာက ကျမဘလို့မှမကြိုက်တော့အကျဉ်းဆိုးတစ်ခုမောင်းစီမှာရှိနေလျက်နဲ့ထိုအကျဉ်းဆိုးကိုပင်ချစ်စပွဲဖြစ်လာအောင်မောင်ကကျမကိုမှန်းမိုးနိုင်သူဆိုတာပါပဲနောက်ပြီးခန္ဓာဗေဒခွဲစိတ်ခန်းထဲမှာလက်တွေခွဲရနေရင်တည်းတည်းဂျူဒီကုတ်အဖြူဝေးရသည်ဂျူဒီကုတ်မပါလည်ရင်ဌာနမူ ဆရာခင်မောင်စိန်ကအခန်းထဲမှာထွက်သွားခိုင်းပါသည်ဒုတိယနေ့မှာဂျူရီကုတ်ကဖက်ရှင်တစ်ခုဖြစ်သည်ဖြင့်လူတိုင်းကော့ပြန်နေအောင်မီးဘူးထိုးပြီးတက်တက်ရရဝတ်ထားကြသည် အထဲတွင်မောင်ကိုတော့ကြေးမွနေသောအင်ဂျီဖြင့်တစ်ခါတစ်ခါတွေ့ရတတ်သည်ရှော့ဖို့ပြီးမီးဘူးမတိုက်ရသေး၍ကြေးမွခြင်းမျိုးမဟုတ်ပါ လုံးတွဲပြစ်တင်ထားပြီးကြေးမွားသောပုံစံသာဖြစ်၏။ဘာပဲဖြစ်ဖြစ်မောင့်ကြတော့ချစ်ဖို့ကောင်းသွားတာပါပဲ။တခြားသူများဂျူဒီကုတ်ကိုပခုံးပေါ်တင်ထားလေကျမကြည့်မရတော့လေမောင့်ကိုကြတော့ကျမသိကြည့်ကောင်းနေပါသည်။အချစ်ဆိုတာကမျက်နှာလိုက်တတ်၏။ဆွေเจ้าသားเจ้าသူများ၏ရုပ်ရည်ကိုကျမကသုံးမျိုးသုံးစားခွဲထား၏ ချောမောလှပခြင်းနဲ့မဆိုင်ပါတချို့ចောင်းသားများဒီចောင်းသားဘဝကလေးကဆရာဝန်ရုပ်ရည်ရှိနေတတ်ဤတချို့ចောင်းသားများဒီဆရာဝန်ဖြစ်ပြီးလည်ရင်တော့ဆရာဝန်နဲ့တူလာမိရုပ်ရည်ရှိဤတချို့ចောင်းသားများဒီဆရာဝန်ဖြစ်ပြီးသေးသည့်တိုင်အောင်ဆရာဝန်ရုပ်တစ်ဆက်များပေါ့မီမဟုတ်ဤသုံးမျိုးကိုကျမကဥပမာအဖြစ်ပြောပြဘူးသည်ဥပမာဘောဟာခင်သွဲသိန်းကိုကြည့် သူဆိုရင်ဆရာဝန်မဖြစ်သေးဘူးဆရာဝန်နဲ့တူနေပြီမဟုတ်လားသူကနံပါတ်1အမျိုးသားထဲမှာဥပမာနင်တို့နှစ်ယောက်နင်တို့နှစ်ယောက်ဟိုလားတငယ်ချင်းခင်ဆန်းဝင်းနဲ့မထေးဝင်းတို့ကိုဆိုလိုပါသည်အခုကဆရာဝန်ရုပ်မထွက်သေးဘူးဒါပေမဲ့နင်တို့ဆရာဝန်ဖြစ်ရင်တော့ဆရာဝန်ရုပ်ထွက်လာမှတေချာတယ်အားကိုးချင်းဆရာပေါ့ဟေနင်တို့ကနံပါတ်1အမျိုးအစားဒါဖြင့်နံပါတ်3ကရောဟုမေးလိုက်တော့ နာမည်သုံးကားတော့ငါပေါ့ဟဲ့အခုလည်းဆရာဝန်နဲ့မတူဘူးဆရာဝန်ဖြစ်လဲတူမှာမဟုတ်ဘူးကျမတို့၃ယောက်လုံးရင်မောကြဤယောက်ျားလေးတွေကြားတော့ရောမေးပြန်ဤကျမက မျက်နာတီတီနဲ့ဖြေပါသည်အေးငွေမြင့်ထွန်းကတော့ငါလိုပဲဟာဆရာဝန်ဖြစ်ပြီးလဲဆရာဝန်နဲ့တူမှာမဟုတ်ဘူးခင်ဆန်းဝန်ကကျမကိုမျက်ဆောင်ထိုးကမသိရင်အောင်ဆောင်ထားဤအေး ။နာဆိုးညွန်းကတော့ဆရာဝန်ဖြစ်ပြီးရင်ဆရာဝန်ရုပ်ပေါက်လာမှတေချာတယ်။မထေးဝင်းဆက်ဖြဲဖြဲနဲ့ရေတီကိုကျမမသိခင်အောင်ဆောင်ရပြန်သည်။ဆရာဝန်မဖြစ်ခင်ကလေးကဆရာဝန်နဲ့တူတာကတော့ယောက်ျားလေးထဲမှာတယောက်တည်းရှိတယ်။ဘသူတို့ပြန်ထူမေးတော့ကျမကခက်တီတီနဲ့မျက်နှာထားဖြစ်အောင်ကြိုးစားလျက်မောင်းနှံမီကိုဖြေလိုက်တော့ခါနှစ်ယောက်လုံးကကျမကိုဝိုင်းဆဲချတော့သည် ကျမ၏တော်တာမြတ်နိုးမှုကိုပထမဆုံးမောင်ရိပ်မိသွားသောနေ့ကိုကျမတို့နှစ်ယောက်လုံးအမှတ်ထင်ထင်သတိရနေကြပါသည်တိရှုဗေဒဟစ်ကိုလိုဂျီလက်တွေ့ခန်းမှာဖြစ်ပါတယ်လူပေါင်း140ကျော်ရှိသည့်အတွက်အဖွဲခွဲ၍အခန်းနှခန်းမှာစာတင်ကြရပါတယ်ကံကောင်းထောက်မှစွာမောင်နဲ့ မောင်နှံဘက်သည်ကျမတို့၏အဖွဲနှစ်ထဲသို့ပါလာကပ်ပါလာခဲ့သည်ယုံသုံးကျွန်းစပွဲခုံအရှိများကိုတစ်ခုနှင့်တစ်ခုနီးကပ်စွာဆက်၍ခုံတန်းကြီးများဖြစ်အောင်လှုပ်ထားပြီးဘေးနှက်ဖက်တစ်ဖက်တစ်ချက်စီတွင်တန်းစီ အလဲတွင်တန်းအတရားလိုက်သုံးတန်းခွဲ၍လက်တွေ့လှုပ်ကြရသည် မောင်သည်ဝင်ပေါက်မဟုတ်သောပြတင်းပေါက်နံရံကအတန်းတွင်ရှိပြီး ကျမကအလဲစပွဲကုန်တန်းဖြစ်၏။အနုကြည့်မှန်ပြောင်းမိုက်ခရိုစကုပ်များကို ပြတင်းပေါက်များရှိသောဘက်သို့လှည့်ထားသောကြောင့်မောင်သည် ပြတင်းပေါက်ဘက်ကိုမျက်နှာမူလေကျမကိုနောက်ကျောပေးလျက်ရှိသည်။ကျမသည်အလဲခုန်တန်းမောင်နောက်တဲ့တဲ့မှမောင်ရှိရာဘက်သို့မျက်နှာမူလျက် အခန်းအဝင်ပေါင်များကိုကြောပိလျက်ရှိသည်ထိုးလေးကမောင်းသည်ယောက်ျားလေးတယောက်နှင့်မိတို့မြန်မသက်ဆိုင်သူတို့နီညူရောင်အင်းကြီးလက်ရှိအနေရောင်များသောအနီညူရောင်ပေါင်းမီတို့ကိုဝစ်ဆင်ထားခဲ့သည်ထိုဝစ်ဆုံမှာတတရားနှင့် AMP ရောက်သောအခါဖဲရှုံးသွား၏မောင်သည်စလိုက်ပြားကိုကြည့်နေရမှတစ်ချက်တစ်ချက်ခေါင်းငုံ၍ဂျမကိုပြန် ပြင်ပြင်လှည့်ကြည့်နေပါသည်မောင်တချဲကြည့်လိုက်တိုင်းကျမနှလုံးသားကဒိတ်ကနေဆောင်းတိုးတက်၏ကြာတော့ကျမမျက်နှာတွေပူလာပြီးမောင်ကိုမကြည့်ပဲမိုက်ခရိုစကုပ်ကိုတည်တည်မဲမဲကြည့်နေခဲ့၏ကျမသည်အတော်ကိုဦးချောင်းချောင်းနိုင်ဤစလိုက်ကိုကြည်နေပြီးဘာမှမမြင်ရသည်မှာကျမမျက်စိ များ ရှက်စိတ်ဖြင့်ပြနေသောကြောင့်ဟုထင်ခဲ့၏ အနှဲငယ်ရေမောစရာကောင်းသောအဖြစ်ဖြစ်တစ်ခုကန်ဆိုးစွာမောင်းရှိမှဖြစ်ခဲ့သည်ဘယ်နဲ့လဲတွေ့ရလားခြားတိတ်ဆရာဂျွန်လာကင်ကျမနောင်နာ ရောက်လာသည်ဟေးအေးကျမယူသားစွာဖြေပါသည်ဆရာကကျမဤမိုက်ခရိုစကုပ်ကိုငုံကြည့်သည်ထို့နောက်ဟဲ့ခနဲ့ရေလေကျမဤခေါင်းကိုလက်ခောက်ဖြင့်မနာအောင်ခပ်ဖို့ဝထူ၏ကြည်စဲမင်းဆက်လိုက်ထဲမှာအလင်းရောင်မှမဝင်တာဘလို့လို့မြင်ရမှလဲ ဒီရှိကအမှန်ကိုဒီလိုလေးရွှေ့မင်းစိတ်ဖယ်ရောက်နေလေကျမရှက်ကရဲရမလို့ငိုရမလို့ထူပူသွားလေသည်နောင်ကနောက်ကျောပေးထားရမှလှဲ့ကြည့်၍သူ့ထုံးစံအတိုင်းမချိုမချင်းပြုံးနေ၏ဆရာပြောစကားကတူတူလေးပေမဲ့မောင်နဲ့ကျမဘေးကတယောက်နှစ်ယောက်လုံလောက်စွာကြားနိုင်နေမည်ပြုံးနေသောမောင်ကို အမြင်ကက်ကက်နဲ့မျက်စောင်းထိုးပစ်လိုက်မိတော့သည်ထိုးအပြည့်ပြည့်နဲ့ပတ်သက်ရင်နောက်ပိုင်းကျတော့မောင်ကကျမကို မကြာခဏစတတ်သည် ကောင်မလေးတယောက်ငါ့ကို ရှက်နေတာနဲ့ပဲမိုက်ခရိုစကုပ်တော့မချိန်တတ်တော့ဘူးဟာဘာမှန်းလဲမသိဘူးမောင်တော့မောင်ကကျမဆွဲစိမ့်မိလက်ကိုဖမ်းဆွဲထားပြီးတဟားဟားရေမိုးလိသည် မောင်ကစကောလာရှိပညာသင်စုရသူ ကျမကစတိုင်ပင်ပညာသင်ထောက်ပံ့ကြီးရသူတခါတရံငွေသွင်းဌာနတွင်ငွေလာထုတ်ရင်ကျမတို့နှစ်ယောက်ဆုံးထက်ကြသည် မဆုံးလျင်လဲဆုံးအောင်မောင်ကဖြစ်ဖြစ်ကျမကဖြစ်ဖြစ်ဖန်တီးတက်သည်တခါတော့မောင်ကညစ်သည်စတိုင်ပင်စာအုပ်အုပ်သည် မောင်နှင့်လည်းမဆိုင်ပါဘဲနဲ့စကောလာရှိပါစာအုပ်အောက်တွင် ခံ၍မောင်အေးစစစာရွက်ဖြစ်နေသည်ကျမမောင်ကိုဘာမှမပြောရသောကြောင့် မောင်မြင်မြင်ပြီး၍ထွက်သွားရန်စိတ်ဆိုးနေခဲ့သည်။မောင်သည်တစိကောင်းကက်တာနဲ့အကြာကြီးဖိနေသည်။လက်မထိုးတော့လည်းအကြာကြီး၊ကျမမျက်နှာကိုတစ်ချက်မှလည်းမလှည့်မကြည့်။ထိုးနောက်စာအုပ်ကိုဝန်တန်းစီလှမ်းပေးလိုက်တော့စတိုင်ပင်စာအုပ်ကိုပါတထက်ထဲပေးလေသည်။ကျမမောင်ကိုအမြင်ကန့်လာပြီးနောက်တော့ဝန်တန်းစီကတခါပြန်တောင်းယူရသည်။ကျမစာရွက်ဖြစ်နေစဉ်မောင်ကပိုက်ဆံထုတ်ပြီး၍ ပြန်ထွက်သွားဖို့ပဲရှိတော့ဒီမဟုတ်လားသို့တော်မောင်မပြန်သေးစာအုပ်လှန်၍ကျမနံမီရှာနေစဉ်မောင်ကစာအုပ်ထဲငုံကြည့်၍ဘသူတော့ထုတ်ပြီးပြီဘသူတော့မထုတ်ရသေးဘူးဘသူစတိုင်ပင်ကဘသူစီဖဲပေါင်ရိုက်ထားတာကြောင့်သတိဖြင့်မောင်ကဘေးကပါလာသူကိုရေရေမောမောပြောနေ၏အင်မတန်ရဲတင်းသည့်မောင်ကျမလည်းခလန်းလန်းကဆိုရင်သာ မောင်းကိုကြည်ရဲသူ အနီးကနေလေမောင်းကိုမော်ရွေ့ပင်မကြည်ရဲသူကျမကြောက်လေမောင်ကရဲတင်းလေဖြစ်မှာ မောင်မကောင်းဘူးနော်မောင်ကကျမနဲ့ပတ်သက်လေညံလဲများတတ်ဤကျမကမောင်ကိုမမြင်ချင်းအောင်ဆောင်လေမမြင်ဘဲမနေရအောင်မောင်ကကြံတတ်ဤခန္ဓာပေဒါလူတွေးစစ်ဆေးခြင်းသည်တပတ်တခါစစ်စစ်တတ်သည်ခန္ဓာပေဒါခွဲစိတ်ကအကျယ်ကြီးထဲမှာဆရာနှစ်ယောက်စီခွဲပြီး အဖွဲ၅ဖွဲ၆ဖွဲထား၍တယောက်ချင်းစစ်စေးလေးရှိပါသည် ခုံနံပတ်များကိုလည်း၆အုပ်စုလိုက် ခွဲသောအခါခုံနံပတ်နောက်ကျသူများလည်းအဖွဲဤထိတ်ဆုံးမှရောက်၍ဖြေးပြီးချင်းပြီးသွားသည် မောင်ကအရင်ဖြေးပြီးသွားလျင်ကျမစာကျက်နေသောဇင်းကြံလမ်း၌ခေါင်းထုံးခေါက်ပြန်လျှောက်တတ်ပါသည်အလိုလိုမှစာကမရကြမရတဲ့ကြားတယ်သူကဧည့်သည်လိုလျှောက်၍ကြည်ပြီးဆိုသောအခါ ဘယ်နဲ့လှုပ်ပြီးစားတဲ့စိတ်ရောက်တော့မှလဲနောက်ပြီးကျမဖြေဖို့အလဲရောက်လေရင်ကျမဖြေဖို့အလဲရောက်လေရင်မှန်ပရင်ပေါက်နောက်ွယ်ခက်လန်းလန်းမှစိတ်ပူတယ်လို့ကြည်နေတတ်သည်မောင်ကြည်နေရင်မြန်ကျမစားတွေကတောင်းကနေဖြေမိလေရင်ဘယ်တော့မှအောင်မှာမဟုတ်ဆရာမျက်နာကိုသာ ကြည်၍ဖြေရသည်ဒုတိယနှစ် တနေ့ခွဲလုံးလုံးအပတ်စဉ်ခန္ဓာဗေဒလူတွေ့စာမေးပွဲများစွာရှိသည့်အထက်မှတ်သားလောက်အောင်မှတ်လောက်သားလောက်အောင်မောင်ရွှဲကျမရွှဲတပြိုင်တည်းကြာပူပါသည်ကျမတို့အကြောင်းဤထုံးစံအရာခန္ဓာဗေဒဌာနကြောညာတင်ဖုံးတွင်စာရွက်ကပ်ပြီးအောင်စင်းထုတ်ပြန်ပေးပါသည်မနေ့ဖြေလျင်ညနေဆိုကြောညာစာရွက်ကပ်ပြီးနေပြီထိုစာရွက်တွင်နှမျိုးသာပါ၏ ထူးချွန်စွာဖြေနိုင်သူများဟုသောအုပ်စုနှင့်ကြိုးစားရန်လိုသေးသူများဟုသောအုပ်စုဖြစ်ပါသည်အလဲအလဲများကိုကြောညာတင်ပို့၌မကက်ပေးပါသောစရာကောင်းလောင်ဘယ်တော့မှ မကြဘူးသော မောင်းနှံမီနဲ့ကျမနှံမီကအထက်အောက်တွေ့ရသည်ကြိုးစားရန်လိုသေးသူများအောက်တွင် ခုံနှံဘက်ចောင်းသားနှံမီ ဖြီးဆိုသောဆရာနှံမီ ထိုနေ့ကမောင်သည်ဆရာမတော်မြင့်မြင့်ဝင်းနှင့်ဖြေရပြီးကြာ၏ဂျမကဆရာဦးထင်အောင်နှင့်ဖြေရပြီးကြာ၏အဲ့ဒီတုန်းကဖြစ်နိုင်တဲ့အိဆာရွက်ကိုစုတ်ခွာ၍တိမ့်ထားလိုက်ခြင်းပါသည်မောင်ကိုပြောပြတော့မောင်က ရေမောပြန်ပါသည်တော်တော်စိတ်ကူးရင်ပါလားတဲ့သိစိတ်ကူးရင်တည်းတော့ကျမကိုမောင်ပေးတော့ပထမဆုံးရည်စားစာမှာအခန်းနံပါတ်မပါဘဲ ကျမအဆောင်သူရုတ်တရက်ရောက်သွားခဲ့ပါ၏ကျမနေမီနောက်တွင်ခွင်းစာကုန်းပိနေမြို့နေမီ အတန်းတို့ထဲလိုက်ယုံဖြင့်ကျမစီရောက်ပါသည် ကျမမှမိတလောက်ရာပြည့်ကွင်းတွင်ကျင်းပါသည်မူရည်စေးပွားပြာပွဲရှိစေတကတူပြာခန်းတွင်ကျမတို့တာဝန်ကြသည့်ညဤ နောက်တစ်ဖက်တိတိအကြာတွင် ဖြစ်သည်ထိုနည်းညားကညနေ9နာရီမှည7နာရီထိမောင်းလေးကျမနီးကစွာရှိနေခဲ့ပါသည်။ကိုရင်မေ့ပြီးတွေ့ရင်သေအောင်လွှမ်းပြတတ်သူဟုပထမဆုံးအချိန်ကျမနာမည်ပေးမိသောညလည်းဖြစ်ပါသည်။မောင်သည် စာရေးမညံ့ပါသို့တော့စာရေးကောင်းသူတဦးလည်းမဟုတ်မောင်စာကိုဖတ်ပြီးထိုညားကကျမအိတ်မပြောပါအရင်ပျော်နေသောကြောင့်ဖြစ်သည်။ စာကတမျက်နာပဲမပြည့်တတ်ပါကျမကိုချင်းမြန်နိုးမိသည့်အကြောင်းကိုရိုးစင်းစွာပင်ရေးသားထား၏မောင်လက်မှတ်ကိုကျမကျောင်းခေါ်ချင်းစာရွက်လက်မှတ်များတွင်မှတ်မိနေလို့သာပေါ့မောင်ကစာအောက်ခြေတွင်နံမီလေးမျှပင်ရေးပေါ်မရချီတငယ်ချင်းများကို မောင်ပထမဆုံးစာရလျင်အေးတိုက်မီဟု ကတိခံထားပြီးဖြစ်တော်လဲထိုချိန်ကဖေဖော်ဝါရီလကြီး ဖြစ်သဖြင့်အခြေအနေအရစီကျဲခေါဆွဲတပွဲစီကျွေးလိုက်ရပါသည်မောင်စာရကြတဲ့ကကျမအစာပြန်ခြင်းလာပြီကျမလုံးဝမမူတတ်သူဖြစ်ပါလိမ့်မည်တငယ်ချင်းများကတားထား၏အခုချက်ချင်းရအစာရအခုချက်ချင်းစာပြန်လို့ဘယ်ဖြစ်မလဲနင်းကလည်းမင်းကလေးဆိုတာမူရတယ်တဲ့ဘာညာအကြဉျဉ်ပေးကြတယ် ဓမ္မစိတ်ကိုကိုးကောက်နေအောင်ထိန်းချုပ်၍တငယ်ချင်းများ၏အမိတ်အယဒုတိယ MB အတန်းထိစာမွေးပွဲကြီးအပြီးအောင်စင်းထွက်တော်နေကစာပြန်လိုက်လေသည် စာပြန်တော်လဲမောက်အခန်းနံပါတ်ကိုဂျမမသိအောင်စင်းဆောင်မန်းသာတည်သည်ဧဒီတော်ကမောင်အဆောင်နေသေးသည်မောင်စာထဲ့တယ်လို့မောင်နှံမီရဲ့ နောက်ကခွင်းစားခွင်းပိတ်ထဲမှာမောင်မျိုးနံမီနဲ့မောင်အတန်တို့ကိုရေးပေးလိုက်သည်နောက်တစ်နေ့စည်းစဝါဆောင်သူမောင်ရောက်လာသည်ကျမအဲ့ဒီနေ့ကမောင်ကိုဆင်းတွေ့ဖို့မိနစ်20လောက်စဉ်းစားယူရသည် ကျမမောင်ကိုမျက်နှာချင်း မဆိုင်ရဲလောက်အောင် ရှင်းနေခဲ့ပါသည် အချေဟူသည်ရှက်စရာဟုကျမမထင်ခဲ့ဘူးတော်လဲမောင်ကိုချစ်တယ်ဟူသောစားတကြားကြီးလိုက်မိတော့ကြောင့်ကျမမျက်နှာပူလေးခဲ့ရသည်အဆောင်ရှိကဗန္နာပင် အောက်မှမောင်အကြောင်းကြီးရဲဆောင်နေသည်ကိုကျမအခန်းပြတင်းနောက်ွယ်မှချောင်းကျင်ရင်ခုန်မောပဲနေ၏ဘလို့မှစူးစမ်းအတင်းမရသောအခါ စာတူလေးရေး၍သွားပေးခိုင်းလိုက်ရသည်။မောင်တိတ်ဆတ်ဆူတဲ့မျက်လုံးတွေအောက်မှာမောင်ကိုကျမလာမတွေ့ရဘူး။မနေ့ဖြန်ညနေ၄နာရီကျမပြန်မှာခတိယာမန်ကားဂိတ်ကို၂နာရီလောက်လာခဲ့လေ။အဲ့ဒီကျမပဲတွေ့ရအောင်တော့ကျမရှက်တယ်ဟုတ်ရေးလိုက်တော့စာတူလေးကို မောင်ဖက်နေသည်ကိုကျမရင်ခုန်ကြည်နူးစွာမောင်နှုတ်ဆက်၍ထွက်ခွာသွားမှကျမငိုချင်သလိုခံစားလိုက်ရသည်ငါမှားသွားပြီလားဟု အထက်ထက်ခါခါစဉ်းစားပြီးကျမစိတ်ဆင်းရဲနေသည်မှာတညတညနဲ့တနည်းဖြစ်သည် မောင်စိတ်ဆိုးမှာကိုအဲ့ဒီကလေးကစိုးရင်ပူပန်တတ်သူပါကွယ် မောကိုကျမချစ်သူအဖြစ်သတ်မှတ်သည့်နေ့တည်ပင်ကျမနဲ့မောင်တနေစီခွဲရမည်နေ့ဖြစ်ခဲ့၏ဤဒီမှာကျမတို့နှစ်ဦးအတွက်မကောင်းသော နမိတ်ဆိုးဖြစ်ဟန်တူပါသည်မောင်နေနေတော့မသိကျမနေနေတော့မောင်ကိုခွဲခွာရသည့်ဝေဒနာနဲ့ပထမဆုံးကြုံမိစေသောကိုကိုကိုသာထပ်တလဲလဲအပြစ်တင်လျင်ရင်နာမဆုံးဖြစ်ရသည် ဘာကြောင့်မြန်းចောင်းပြန်ဖွင့်ပြီးပြန်ဆောင်ရတဲ့နေ့ကိုမရွေးမိတလဲနော်ကျမပြန်မိနေ့ကချိန်တိအတိုင်းမောင်နေ့လည်းနှစ်နာရီခန်းကစောင့်နေပါသည်ကားဂိတ်ကလူရှုပ်သဖြင့်ပစ္စည်းများနေရာချပြီးနောက်ဈေးချိုနာကလည်းပြည့်ဆိုင်တခုမှကျမတို့နှစ်ယောက်တွေ့ကြသည်နှစ်ယောက်ထဲတွေ့ရတော့လေ ရှင်းနေခဲ့တာပါပဲမောင်ကလည်းရှင်းနေပြီကျမကကျမကိုတက်တက်မကြည့်ကျမကလည်းရှင်းနေပြီမောင်မျက်နှာကိုတက်တက်မကြည့်လက်ဖက်ရည်ပကံများကိုသာငုံကြည့်ပြီးတောက်လည်းမတောက်ကြပါစာရင်းတော့ကျမခေါင်းငိမ့်ပြလိုက်ပါသည်ခေါင်းငိမ့်ပြတော့လဲကျမမောင်လေးစာကိုမသိမေးဖို့တတိယတော့လဲစကားမဆိုရဲပါမောင်ကလည်းမေ့နေသေးသည်အတော်တော်ကြီးကြမှာ ចောင်းဖွင့်ရင်ချက်ချင်းပြန်လာတော့တိလာဟုဆိုပြန်သည် ကျမကလည်းခေါင်းကိုသာနှိမ်ပြလိုက်ပြန်သည်ထို့နောက်အကြကြီးတိတ်ဆိတ်သွားပြန်သည် မောင်ကကျမမျက်နာကိုငှက်ဆောင်ကြည့်လိုက်နယံကစတူဒီယိုတချင်းဒိတ်ခွေကြောညာပိုစတာများကိုစူးစူးဆဲဆဲကြည့်လိုက်ဖြင့်အနေခက်သလိုစပွဲကုံကိုလက်ချောင်းများဖြင့်အတဲမညီမညာခောက်နေ၏ ကျောင်းပြန်ဖွင့်လို့ပြန်တွေ့ရင်ကိုရှစ်နေဦးမှာပဲလားမောင်က အနှဲငယ်ပြုံးပြီးမေးပြန်ကြီးကျမခေါင်းငိတ်ပြလိုက်တော့ကမောင်ကကျမကိုမျက်မှောင်ကျုပ်ပြသည်အေးအေးခေါင်းပဲငိတ်နေသည်လားမောင်အနှဲငယ်ရဲတင်းလာဟန်တူ၏ကျမဘက်သို့ကိုကိုကိုင်း၍မျက်နှာကိုအသေးဟာငုံကြည့်ကတကယ်ဆိုတရက်နှစ်ရက်နေပါအောင်လားဘာဖြစ်လို့ဒီလောက်အစောကြီးပြန်ကျင်ရတာလဲ လွမ်းရမဲ့သူရှိနေလို့လားဟိုကျမမောင်ကိုအလန်တကြားမော့ကြည့်မိဤဟင်းအင်းဘာဟင်းအင်းလဲမရှိဘူးလို့ဘာမရှိတာလဲလွမ်းရမဲ့သူဆိုတာယုံပါဘူးလေအဲ့လိုမပြောပါနဲ့မောင်ကတပြင်းတစ်ချက်ရှိုက်ပြီးကျမလက်မနာရီကိုလှမ်းကြည့်သည်ထိုနေ့ကဘာရမဲမသိပဲကျမကားပေါ်တက်ပြီး ကားဘေးမှာ မတ်တက်ရက်နေသောမောင်ကိုကြည်ရင်အလွန်အမင်းငိုချင်လာသည်စိတ်လွတ်လပ်လို့ပြိုတင်သော အချိန်တိုင်းမောင်မျက်နှာညှိုးနေသည်မှာ အချိန်ခါမရွေးတတ်သောကျမကြောင့်ဟူမိမိကိုကိုမိမိအပြစ်တင်မိသည်ညကြရင် ချဲမှာနော်အနှွေးတွေထုတ်ပြီးပြီလားမောင်ကစိုးရင်တကြီးမင်းလေသည်မမ်းမစားဖို့ဟူမောင်ဝယ်ပေးလိုက်တော့ သုံးငါတစိမ့်ဂိုးရင်ပက်မုံထုပ်ကိုပေါံပေါ်မှာစောကစားရင်မောင်ကိုခေါင်းငိမ့်ပြလိုက်သည်တစ်ချိန်ထဲမှာပင်မောင်နဲ့မခွဲပဲမောင်ပေးမှာရက်နေခဲ့ခြင်းစိတ်ကကျမတကူလုံးကိုပြရင်ဖွင့်ပြီးအိပ်ပျော်မနေစေနဲ့တိလာဟိုမရောက်ခင်ဖြားနေအောင်မေပြောတာကြားလားကြားပါတယ် ဖြေရင်ဘယ်လိုကဘယ်လိုမြည်ကြမိမယ်မသိတော့သရိယာဒီအခါမြည်စင်မြမုံထုတ်ပေါ်ဖြင်းစင်ကြလာပြီ ဟောဗျာမောင်ပြာရခတ်သွားတယ်ကျမဤပြတင်းပောင်ပေါ်လက်တင်လေဘာဖြစ်လို့ငိုရတာလဲသူများတွေမြင်ကုန်ပြီမရှိဘူးလားကျမမျက်ရည်ကိုမောင်လက်ဖြင့်တုပ်ပေးဖို့မောင်မမီနိုင်ပါ။မောင်လက်ကင်ပေါ်ဝါဖြင့်တုပ်စေရအောင်လဲ မောင်ရကျမရလက်ကင်ဘဝကင်တတ်သူများမဟုတ်ကြပါမဟုတ်နဲ့တော့တလားဆိုတာဘာမှမကြပါဘူးခလေးရေပြတင်းပါအောင်မှကျမလက်များကိုခက်ဖော်ဝါဆုပ်ရည်ကျင်းနာစွာနှစ်သိမ့်ခဲ့လေသည်မောင်မစင်းစားမိဘူးလားကွယ်မောင်နဲ့တလားလောက်ခွဲရမှာကိုပင်မြေကြီးကြမိအောင်ဝမ်းနဲ့ထိခိုက်လွယ်တော့ကျမသည်မောင်နှစ်တစ်သလုံးခွဲရလျင် ဘလို့များနေရခဲ့ပါမလဲဟုမောင်နှင်းနဲ့မှပြန်မငဲကြည့်မိဘူးလားအပိုင်းငါးကိုဆက်ပါအောင်